ဘက်ဆယ်လာ National Hawking Mula အပါအဝင်ပြပကွန်ထရိုးလုပ်မှုလုပ်ငန်းတွေအလုံးနိုင်ငံအတွင်းမှထောက်ခေါ်သွားဖို့ကမ္ဘာလုံးဆိုင်ရာအလုံသမတမက Industry Org ကတစ်ဖက်သက်ဆွဆွဲခဲ့ကြောင်းအလုံသမဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ် ရုပ်လက်စွာတင်ပွင့်ဖွဲ့စည်းမှုဆိုင်ရာ convention အမှတ်89နဲ့အတ္တမစေကိုင်းမှုဆိုင်ရာ convention အမှတ်29တို့ကိုလိုက်နာမှုမရှိကြောင်း industry org ဆိုခဲ့ပြီးဒီအပေါ်မှာဝင်ကြီးဌာနဘက်ကမြန်မာနိုင်ငံကအထည်ချုပ်နဲ့အဝတ်ထည်လုပ်ငန်းတွေရဆိုင်ကနိုင်ငံအတွင်းမှာထွက်ခွာသွားစီလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့တုံ့ပြန်ထားပါတယ် ဘက်ဆယ်လာ National Hockey Mola အပါအဝင်နိုင်ငံတကာအမှတ်တံဆိပ်တွေကိုချုပ်လုပ်တဲ့လုပ်ငန်းကြီးတွေအနေနဲ့နိုင်ငံတကာစံနှုန်းတွေကိုလေးစားလိုက်နာတဲ့လုပ်ငန်းတွေဖြစ်တယ်လို့၎င်းတို့အမှတ်တံဆိပ်ကိုချုပ်လုပ်တဲ့စက်ရုံတွေအနေနဲ့ကလည်းနိုင်ငံတကာစံနှုန်းများကိုလိုက်နာမှုရှိမရှိအစဉ်အမြဲစောင့်ကြည့်စစ်ဆေးလျက်ရှိတဲ့လုပ်ငန်းတွေဖြစ်တယ်လို့ဆိုပါတယ်ပြည်ပမှာရောက်ရှိနေတဲ့တရားမဝင်အလို့သမားအဖွဲ့အစည်းတွေနဲ့ပြည်တွင်းမှာနေထိုင်ပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုလိုလားမှုမရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေက Industry of Global Union လို့နိုင်ငံတကာအလို့သမားအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြတ်ပြားစေဖို့နဲ့နိုင်ငံတွင်းကအခြေခံလူသမားတွေရဲ့အလုပ်ကိုင်အခွင့်အလမ်းနဲ့ဘဝရည်တည်မှုအပေါ်ထိခိုက်စေဖို့အတွက်စက်ရုံအလုပ်ရုံတွေမှာအလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံရကြောင်းမဟုတ်မမှန်သတင်းတွေဖြန့်ဝေနေတာကိုလုံသားပြည်သူတွေသိရှိဖို့လိုအပ်တယ်လို့လည်းဝန်ကြီးဌာနဘက်ကထုတ်ပြန်ထားပါတယ်။ ဒါအပြင် industry org ကကမ္ဘာလုံးဆိုင်ရာအလုပ်သမားတမကအဖွဲ့ဖြစ်ပေမဲ့အလုပ်သမားတွေရဲ့အလို့အကန့်တည်မြဲရေးနဲ့မိခိုသူမိသားစုဝင်တွေရဲ့စောင့်ဝင်နေရေးအခက်အခဲတွေကိုကြိရှိခြင်းမပြုဘဲအလုပ်သမားများအလုပ်လက်မဲ့ဖြစ်စေဖို့နဲ့လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုကိုဆိုးရွားစွာထိခိုက်စေဖို့ရည်ရွယ်ပြီးအလုပ်သမားအများစုမိခိုအားထားလုပ်ကင်နေရတဲ့ကုံအမှတ်တစိုက်တွေထွက်ခွာစေဖို့ဆောင်ရွက်ခဲ့တာကိုထင်ရှားစွာတွေ့မြင်ရတယ်လို့ပြောပါတယ် industry all အနေနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုကိုလိုလားမှုမရှိတဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့အကျိုးကိုကြည့်ပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်တာလည်းထင်ရှားလာတယ်လို့ဆက်ပြောပါတယ်မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့အခြေခံမူဝါဒတွေနဲ့ပြဋ္ဌာန်းချက်တွေကိုလေးစားလိုက်နိုင်လျက်ရှိပြီးအလို့သမားတွေရဲ့အခွင့်အရေးကိုကာကွယ်မြင့်တင်ဖို့အလေးထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် article 33ဆုံးဖြတ်ချက်ချမှတ်ခံရပြီမဲ့ ILO ရဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းရေးကော်မရှင်အကြံပြုချက်တွေကိုမြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေများနဲ့အညီအလေးအနက်ထားလိုက်နာဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အလို့သမားတို့ရဲ့အခွင့်အရေးတွေကိုဥပဒေနဲ့အညီတိုးတက်မှုရရှိရေးမိခိုသူမိသားစုဘဝများကောင်းမွန်စွာရည်တည်နိုင်ရေးအလို့ကင်ခွင်လန်းကောင်းတွေဖန်တီးပေးရေးတို့အတွက် ILO အပါအဝင်နိုင်ငံတကာအတိုင်အဝန်နဲ့ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့လည်းဝန်ကြီးဌာနဘက်ကထုတ်ပြန်ထားပါတယ်။ industry or အနေနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားတွေကိုပျက်စီးစေဖို့တိုက်တွန်းဆောင်ရွက်ခြင်းထက်အလုသမာအများစုကယုံကြည်ကိုးစားရတဲ့အဖွဲ့အစည်းဖြစ်စေရေးမြမအလုသမာများအပါအဝင်ပြည်သူများအထက်ပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့တရားမျှတတဲ့လုပ်ငန်းခွင်တွေဖန်တီးပေးနိုင်ရေးတို့ကိုအဓိကထားဆောင်ရွက်ပေးနိုင်ဖို့အလုသမာဝန်ကြီးဌာနကတိုက်တွန်းထားကြောင်းပါခင်ဗျာ